လောဘဒေါသပေါ့နော်ဥစည်းနေလို့ရှိရင်လိုချင်တာမရနိုင်ပါဘူးတဲ့ဒါကြောင့် manifestation ဆိုတဲ့နေရာမှာလမ်းချော်မသွားဖို့အတွေးချော်မသွားဖို့ကအသက်အရေးကြီးတယ်စွမ်းအားအကြီးဆုံးစိတ်ဟာလောဘဒေါသမောဟကင်းနေတဲ့စိတ်ပါအကြီးလင်ဆုံးစိတ်ပဲဖြစ်ပါတယ်ကျမတို့လူတွေဟာပြင်ပအပြောင်းလဲတွေကိုအာယုံစိုက်တတ်ကြတယ်အိမ်ကောင်းစားခြင်းနဲ့နေခြင်းနဲ့ကားကောင်းစားခြင်းစီးခြင်းနဲ့စသဖြင့်အပြင်မှာပြောင်းကျင်ကြတယ် စိတ်အတွင်းကိုပြောင်းဖို့တော့တတိမထားမိကြပါဘူးတဲ့အတွင်းကိုပြောင်းလိုက်ရင်အပြင်ကအခြေအနေတွေပါလိုက်ပြီးပြောင်းလဲလာပါတယ်တဲ့เนาะအဲ့ဒါအဓိကကတော့ပြောချင်တာသူက manifest လုပ်မဲ့လူတယောက်ကဆိုရင်ဒီလောဘဒေါသမောဟအဲ့ဒါတွေရှိနေတော့ manifest ကမအောင်မြင်နိုင်ဘူးပေါ့နော်ဒေါသမောဟတွေမနာလိုမှုတွေ energy ဟိုအနေစားတွေကိုဘေးဖယ်ပြီးတော့ကိုယ်မှာရှိတဲ့အရာတွေကိုကျေးဇူးတင်စိတ်နဲ့ကြည့်မယ်ဆိုရင်ဘဝကပြည့်ပြည့်စုံတဲ့ခံစားချက်ကိုရပါလိမ့်မယ်တဲ့အဲ့ရော positive energy ရှိတဲ့လူတွေကပဲ manifestation ကိုလုပ်နိုင်တာကွာလုံးဝကြည်လင်နေတဲ့စိတ် negative မရှိဘူးအကောင်းမြင်တဲ့စိတ်နဲ့ positive energy ရှိနေတဲ့လူတွေကပဲဒါလိုတာလိုချင်တာတွေကိုစိတ်ဆွမ်းအားနဲ့အကုန်လုံး manifest လုပ်လို့ရတာဒီလားအဲ့တော့ journaling ပေါ့နော် journaling လောက်တာစာရေးချရင်စူတောင်းပြည့်ရဲ့ဒါဆိုတာ journaling ကကိုလည်းလောက်တယ်ကွာအားရလိုချင်တဲ့အဲ့လိုမျိုးကိုပြစ်ချင်တာတွေကိုရေးတယ်အဲ့လိုမျိုးရေးပြီးလို့ရှိရင်သူ့ရဲ့ဒီစိတ်ဆွမ်းအားဒီ manifest လုပ်တဲ့အချိန်မှာ तू ကဒီစာအုပ်ထဲမှာလေ vibration ဆိုတဲ့အကောင်းစင်နဲ့လည်းကောင်းတယ်ကွာပါသေးတယ်။ဒါဆီယမမော်ဟော်စီရဲ့လေ you are your universe ပေါ့နော်။တင်းဒီတာတင့်ရဲ့ဆက်ကြော်ရတဲ့အမှန်ကတော့ကိုလုံးဝင်ကိုဖြစ်တယ်ဆိုတဲ့သဘောမျိုးအဲ့ဒီဒီတုံခါမှုပေါ့နော် vibration နဲ့ကိုယ့်ရဲ့ဒီစိတ်ဆွမ်းကအရင်ကြည့်ပြီးတော့ပေါ့ဒီ endogenous ကားလို့ကျင်တယ်ပေါ့ဒါမျိုးဥပမာပြောလိုက်တာပေါ့နော်။နိုင်ငံခြားသွားကျင်တဲ့ဒါမျိုးစိတ်တွေ ပေါ့ဒီလိုစိတ်တွေကကိုအရန်ကိုဟိုစိတ်ဆွမ်းအပြင်းပြတဲ့ဆန္ဒရှိလာတဲ့အခါမှာဆိုအဲ universe ကတိတယ် universe ဆိုတာအဲ့လိုတကောရှင်လည်းမဟုတ်ဘူးကဒါပေမဲ့အဲ့တုံခါမှုတွေအဆက်အသွယ်ရှိတယ်လူတွေနဲ့ universe နဲ့ကလေအဲ့လိုသူ့ရဲ့ကိုယ့်ရဲ့ vibration နဲ့အဲ့လိုမျိုးအရန်စိတ်ဆွမ်းဟိုဖြစ်ချင်တဲ့ဆန္ဒတွေတအားပေါ့နော်ပြင်းပြလာတဲ့အခါမှာ तू ကကိုယ့်ကကိုယ့်ရဲ့ vibration နဲ့ဒီ universe ကိုသွားတက်ရောက်တယ် အဲ့မှာလဲတုံခါသွားတယ် vibration တစ်ခုကအဲ့လိုဖြစ်သွားတယ်ဆက်ဆက်မှုရှိသွားတဲ့အခါမှာ universe ကအဲ့လူကျင်တာကိုလူကျင်တာကိုပေးလိုက်တယ်အဲ့ဒါကို manifest ဖြစ်တယ်လို့ခေါ်တယ်အဲ့ဒါအဲ့လိုမျိုး vibration တွေဆက်ဆက်သွားတဲ့အခါမှာ universe ကကိုလိုချင်တွေကိုပေးလိုက်တဲ့အခါမှာကိုယ့်ရဲ့ suit down တွေကပြည့်သွားတာ။အဲ့ဒါဆိုရင် manifestation အောင်မြင်တယ်ပေါ့။ကိုယ့်ရဲ့ manifest ကိုလောက်ထားတာရတယ်ဆိုတဲ့သဘောတရားပဲ။အဲ့မှာတော့ကိုကဒီဟာကြီးကိုအရန်ဖြစ်ချင်နေအဲ့ဒါကို light လောက်တယ်လူတွေက light လို့လို့ရှင့်အဲ့ဒါကဖြစ်သွားတယ်။ ဲ့ဒါဆူတောင်းပြရတော့မဟုတ်ဘူးပေါ့နော်ဆူတောင်းပြရမဟုတ်ကိုယ့်ရဲ့ဟိုပြင်းပြတဲ့စိတ်ဆန္ဒလို့ပဲပြောမှာပေါ့ manifest ဆိုတာကတော့လေဒီမှာလဲဆရာမဆက်ရေးပေးထားတယ်ပေါ့နော်အဲလောဘဒေါသမောဟကင်းစင်နေတဲ့အချိန်နဲ့စိတ်ရဲ့အမြင့်ဆုံးသူကဒီမှာစွမ်းအင် energy ကိုရရှိတဲ့အခါမှာဆူတောင်းစရာမလိုပဲအရေးအားပြည့်စုံလာတတ်ပါတယ်တဲ့အတွင်းနဲ့အပြင်ကိုသာကိုင်းညီမှုရှိအောင်စူးစမ်းစေခြင်းပါတယ်တဲ့ အစဉ်ပြေမှုတွေကံကောင်းခြင်းတွေလက်ခံရရှိလာတဲ့အခါမှာ manifest ဖြစ်တာပါပဲအလျံတွေလောဘမကြီးဖို့တော့လိုပါတယ်တဲ့အဲ့လိုပြောသလိုမျိုးပေါ့နော်အဲဆာရွက်တွေမှာခြာရေးတိုင်းဒီအရေးကိုဆူတောင်းတိုင်းဖြစ်လာတာမဟုတ်ဘူးကိုကလည်းကြိုးစားအားထုတ်ရမယ်ကိုရဲ့စိတ်ကအရင်ပြင်းပြနေလို့ရှိရင်အဲ့ဒါကိုကိုက like ကိုလုပ်တယ်ကွာ like ကိုလုပ်တဲ့အတွက်ဖြစ်လာတယ်အဲကိုကြိုးစားတာကိုကိုပြရတယ်ကို site တဲ့အသည့်ကိုကိုစားရတာပေါ့နော်အဲ့လိုမျိုးပုံမှာဒီစာအုပ်ထဲမှာဒါမှ visualization တော့နော် vibration vibration တုံခါခြင်းတို့အဲ့ဒီဟာတွေအများကြီးပဲဒီလိုကောင်းစင်လေးတွေရှိရပါတော့เนาะအကြောင်းအကျိုးနေရမှဒီစာကြည့်အရန်ကောင်းတယ်ဒီလားဆ iam မရေးထားလေဆ iam မဟောစီဆိုသိပါလေစိတ်အကြောင်းလေးရေးရဆ iam မလေဒါကကြတော့ price ကဘယ်လောက်လဲဆိုတော့တောင်း1000ပဲရှိရကိုယ်ဝယ်တော့ကတော့တင်တီတာကင်ကန်ကြမှာဒီစာ you are your universe အရန်ကောင်းတယ်အဲ့ဒါလေးကိုဖတ်ဖို့ညွှန်းချင်ပါတယ်ဗောနော်ကိုကတော့ manifestation အကြောင်းသိကြလို့ဒါလေးကိုဝယ်ဖက်ဖြစ်လိုက်တာပေါ့နော်လုံးဝကိုတောင်းတထောင်နဲ့ဖက်ရကြိုးနဲ့တဲ့စာအုပ်ကလေးပေါ့နော်ဒါလေးကိုအရင်ကြိုက်ပါတယ်အဲဒါကြောင့်မလို့ဒါလေးကိုလာပြီးတော့ sharing လုပ်ပေးရပါရှင် thank you